ဘူးကချင်ပြည်နယ်ဖက်ကန့်ဒေသကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်ဖို့ပြင်ဆင်နေရတဲ့အတွက်ကချင်လူမျိုးရေးတပ်မတော် KNI ဥဆောင်တဲ့ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲပြင်းထန်နေရလို့ညီပြင်းစစ်ရေးတရင်ရင်းမြစ်တွေကအေယာဝတီကိုပြောပါဗါဖက်ကန့်ကိုခြိတက်လာတဲ့စစ်ကြောင်းတွေကို KNA နဲ့ပူးပေါင်းတပ်တွေကမြစ်ချနာဖက်ကန့်လမ်းပေါ်မှာကြားဖြတ်တိုက်ခိုက်နေရလို့သိရပါဗျ စစ်ကောင်စီဘက်ကလည်းဝီဟင်ကတဆင့်တိုက်လေရင်တွေဒရုန်းတွေနဲ့ပုံကျပြီးမြေပြင်စစ်ကြောင်းတွေအတွက်လမ်းရှင်းပေးနေရလို့ဆိုပါတယ်။ shot အဲဒီထိုင်နေကြတော့ဆရာဆရာတန်းတုံးတို့နော်နော်အဲဒီကြောင်းတွေတော့မှတ်ပါတယ်။မြေကြောင်းနဲ့ပုံကျတော့စစ်ကြောင်းတုံးချင်းလို့ရှိတယ်လို့ပြောတာကိုကျွန်တော်ပြောလို့ဒါကတော့ပတ်မော်ဆော့မတ်တဲ့ဖြစ်တာမှန်ပါတယ်။ဒါက ဲကတော့ drone တို့လေကြောင်းတို့ဒုံးမမဆက်တဲ့ဒီကြောင်ကချူနေပါလေဆိုတာဒီဖြစ်ကြတယ်စစ်အင်အားရချီပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာမြစ်ချနာဖက်ကန်လမ်းပိုင်းနဲ့အင်းတော်ကြီးဖက်ကန်လမ်းအတိုင်းဖက်ကန်မြို့ကိုအခုနှစ်ဧပြီလ24ရက်နေ့ကတည်းကစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်းမြစ်ပြင်စစ်ရေးတပ်ရင်းမြစ်တွေကပြောပါဗျ။နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့်မြစ်ချနာဖက်ကန်လမ်းပေါ်ကမအူပင်ကြီးရ နတ်မြွာကြီးရွာနဲ့ကမိုးစွကြီးရွာအပါအဝင်နန့်တိန်နဲ့ဆိုင်းဖရာကြီးရွာကဒေသခံတွေဟာဖက်ကမျိုးနဲ့အနီးဝန်းကျင်ကိုထွက်ပြေးသိမ်းရှောင်ရရှိတယ်လို့ဒေသခံတွေထံကသိရပါဗျ။စစ်တပ်အာဏာသိမ်းပြီး2023-2024နှစ်ပိုင်းတွေမှာ KIA ဟာဖက်ကမျိုးနေထဲရစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက်နေမြေဆိုးမှုမှုကို KIA ကထိန်းချုပ်ထားရလို့စစ်ရေးလိလာတုံးသက်သူတို့ကပြောပါဗျ။ ဒါအပြင်ဖက်ကန်းနဲ့လုံခင်းမှာတတ်တချို့ကြံနေသေးပေမဲ့အဲ့ဒီတပ်တွေဟာလည်းထွက်ပေါက်ပိတ်နေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ဖက်ကန်းမျိုးနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်ဟေမင်းကတော့ကဘာကျော်ကြောက်စင်းတွေထွက်ရှိရဲ့ဖက်ကန်းဒေတာဟာစီးပွားရေးအရာအရေးပါတာကြောင့်အရာယူဖို့ကြိုးပမ်းနေရဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။ဒီကတော့စီးပွားရေးဒီရပါတော့စီးပွားရေးရရပါတယ်ဒီကတော့ကြောက်စိမ်းထွက်တယ်ပေါ့ဗျာဟုတ် ကလည်းပဲဒါစီတရားပေါ့နော်အကံမျိုးပြင်ပြီးအရာယူဖို့စူးစမ်းတာတဲ့စီးပွားရေးကိုစီးပွားရေးလုပ်ငန်းတွေကိုပေါ့နော်အထင်ချုပ်ခြင်းတဲ့ဘောပေါ့ကြောက်စည်းရင်းတွေကိုထင်ချုပ်ခြင်းတော့ပြန်ပြီးတော့အကံကိုအရာယူဖို့စူးစမ်းတာလို့ညီနေဖကန်ဒေတာဟာကဘာကျော်ကြောက်စိစည်းကွက်ရဲ့80ရာခိုင်နှုန်းကိုထုတ်ပေးနေရဲ့အ धिक ဆုံးနဲ့ကြောက်စိမော်ဒေတာဖြစ်ပါတယ်။အရေအတွေ့အမြင့်ဆုံးကြောက်စိတွေတင်ပို့တဲ့ဒေတာဖြစ်ပြီး နှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီရရှိနေတဲ့ဒေတာတစ်ခုပါကချင်ပြည်နယ်နဲ့တိုင်းဒေတာကြီးတွေမှာစစ်စင်ရေးပြုလုပ်နေတဲ့ KIA အတွက်တော့ကြောက်စိမ့်မြင်ဖြစ်တဲ့ဖက်ကမျိုးဟာဗန္နာရေးအရာမိခိုအားကိုးနေရတဲ့ဒေတာတစ်ခုဖြစ်တဲ့အတွက်စစ်ရေးအရာနေမြေစိုးမိုးနိုင်ရေးအပြင် KIA ရဲ့ဗန္နာရေးပိုင်းကိုပါဖျက်တောက်လိုအကြောင်းစစ်ကောင်စီကကြိုးပမ်းနေရလို့နိုင်ငံရေးစစ်ရေးတုတေတီတချို့ကတုံ့တက်ပါတယ်